နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကငလျင်ဘေးတင်တဲ့ပြည်သူတွေအတွက်ဖြန့်ဝေပေးထားတဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့အာဟာရဖြစ်ဘစ်ကွတ်တွေကိုရောင်းချနေတာကိုတွေ့ရှိခဲ့ပါကချက်ချင်းအေးအေးယူဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးကမနေ့ကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လန်28ရက်နေ့ကမြန်မာနိုင်ငံမှာအင်အားပြင်းတဲ့ဇလိုင်းငလျင်လှုပ်ခတ်မှုအပြီးကုလသမဂ္ဂနဲ့နိုင်ငံတကာကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးအပ်ခဲ့ရမှာ WFP ရဲ့အာဟာရဖြစ်ဘီစကွတ်တွေဟာလည်းငလျင်တန်တင့်တဲ့ဒေသတွေကို ဖြန့်ဝေပေးခဲ့ပြီးတော့နေပြည်တော်မှာ WFP အာဟာရဖြစ်ဘီစကွတ်တွေရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာတွေမှာရေးသားနေကြတာတွေကို WFP ကသိရှိထားပြီးတော့ဒီရေးသားတဲ့ရေးသားချက်တွေမှာတတ်တဲ့သုံးတရားတော့မတွေ့ရသေးဘူးလို့ကုလသမဂ္ဂကပြောဆိုထားပါတယ်။ နေပြည်တော်မှာအာဟာရဖြစ်ဘီစကွတ်တွေကိုအေပီလာတရက်နေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာရောင်းချရန်မဟုတ်တဲ့အတွက်ရောင်းချဖို့မသင့်ဘူးလို့ကုလသမဂ္ဂကပြောဆိုလိုက်ပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစည်းအဝေး WFP ကငလျင်လှုပ်ခတ်ပြီး48နာရီအတွင်းမှာငလျင်ဘေးသင့်တဲ့ပြည်သူတွေအတွက် အဟာရဖြစ် biscuit တွေကိုစတင်ဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ WFP ကဖြန့်ဝေပေးခဲ့တဲ့ biscuit တွေဟာတာမန် biscuit တွေလို့မဟုတ်ပဲစွမ်းအင်မြင့်အဟာရဖြစ် biscuit တွေဖြစ်လို့စွမ်းအင် protein, vitamin နဲ့တတုဓာတ်တွေကျွယ်ဝစွာပါဝင်ပြီးတော့ပါဝင်တဲ့ပစ္စည်းတွေအနေနဲ့ဂျုံမုတ်၊ပဲပီးဆက်မုတ်၊တကြားအဆီထုတ်ထားတဲ့နို့မုတ်၊ဗီတာမင်နဲ့တတုဓာတ်တွေဖြစ်တဲ့ calcium, magnesium, တန်ဓာတ် iodine folic acid, vitamin B1, B2, B6, B12 နဲ့အခြားသတ္တုဓာတ်တွေပါဝင်နေတယ်လို့ကုလသမဂ္ဂကပြောဆိုထားပါတယ်။ဒီ biscuit တွေကိုအရွယ်ရောက်တဲ့သူတွေအနေနဲ့ဗိုက်စာတဲ့အချိန်လေးပေါ်မူတည်ပြီးတော့တနေ့ကို biscuit ၅ရုပ်ခန့်အထိစားသုံးနိုင်ပေမယ့်6လအောက်ကလေးတွေကိုတော့ကျွေးလို့မရပဲ6လနဲ့အထက်ဆိုရင်တော့မိခင်နို့ကိုဝအောင်တိုက်ပြီးတော့ဘစ်ကွတ်ကိုကျွေးနိုင်တယ်လို့ဆိုပါတယ်ဒီဘစ်ကွတ်တွေကိုငလျင်လိုအရေးပေါ်အခြေအနေတွေမျိုးမှာချက်ချင်းစားသုံးနိုင်ဖို့အတွက်ထုတ်လုပ်ထားတာဖြစ်ပြီးတော့အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါမှာ ပုံမှန်အစားအသောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားတောက်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးမှာအရေးပေါ်ချက်ချင်းစားတောက်နိုင်ဖို့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်တယ်လို့ပြောဆိုထားပါတယ် WFP အနေနဲ့ပုံမှန်လေးလာစောင့်ကြည့်နေသလိုရောင်းချတာမျိုးကိုတွေ့ရင်လဲချက်ချင်းအေးအေးယူဆောင်ရွက်သွားမှာဖြစ်ပြီးတော့ WFP ရဲ့အထောက်ပံ့တွေကအများနဲ့အခမဲ့ဖြစ်တယ်လို့ပြောဆိုထားပါတယ် WFP ရဲ့အထောက်ပံ့တွေနဲ့ပတ်သက်ပြီးတော့မေးမြန်းချင်တာသတင်းပေးဖို့ဂျင်နာရီရှိခဲ့ရင်လဲ myanmar.cem@